ားလုံးမင်္ဂလာပါ SM Music School ကနေကြတော့ကျွန်တော်တို့နှုတ်ဆက်ပါတယ်အဒီနေ့တော့ကျွန်တော်တို့ rhythm ticket ချင်းဆက်ပြီးတော့မှသင်ကြားပေးဖို့ဖြစ်ပါတယ်ကျွန်တော်ကတော့အနိုင်တိုင်းပါသင်ကြားပေးမဲ့တချင်းကတော့ဝေးလင့်ချင်းရဲ့နောက်ဆုံးခြေရာဒီတချင်းကိုကိုဖိုးချိုစာပြီးပြီးဆိုခါဖြစ်တယ်ကိုထိုးဝင်ပြန်လဲဆိုရယ်တခြားဒီဆိုရဲလူလည်းရှိပါတယ်ဒီနေ့တော့ကိုဖိုးချိုဆိုရတဲ့ arrangement အတိုင်းပဲကျွန်တော်သင်ကြားပေးဖို့ဖြစ်ပါတယ် ဒါထိတ်မှာကျွန်တော် vocal တီးတန့်ဟော choir ပုံစံမျိုးကျွန်တော် track ထားပြီးတော့မှထွက်ထားတယ်။ပြီးတာနဲ့ကျွန်တော်တို့ keyboard effect လေးနဲ့ကျွန်တော် intro လေးတီးတာတွေ့ရတယ်။ဒီခါတော့ကြည့်ရအောင် intro ကို လေးပါပဲပြီးတော့ကျွန်တော်တို့ဘတ်ဆိုဝင်သွားတယ် ။ဘတ်လီထဲမှာကျွန်တော်တို့ AT ရဲ့ Family Code တွေကိုအများကြီးအသုံးပြုထားတာတွေ့ရတယ်။ Chorus လေးကိုဆက်ကြည့်အောင်။ကတော့ဆက်ကြည့်မယ် ချင်းလေးကိုကျွန်တော်တို့အနည်းဆုံးသူက3ခေါက်လောက်ကြော်ပြီးပြီးဆိုပါတယ်။အလဲ chorus ပြီးတဲ့အချိန်မှာတစ်ခါ chorus ဆို the vocal only no choir style ဆိုပြီးတော့မှနောက်ဆုံးအဲ့ chorus နဲ့ပဲ fade out လုပ်ပြီးတော့မှဆုံးသွားတာတွေ့ရတယ်။ဒါဆိုကျွန်တော်တို့စတိတ်ထွက်မှတီးတဲ့ဒီ keyboard အတန်လေးကို melody လို့ကျွန်တော်ကြည့်အောင် နီးပြမချိရအောင်တင်တဲ့လေးကိုကျွန်တော်ကြောင်းကြားချင်ပါတယ် online class လေးကိုကျွန်တော်ဖွင့်ထားပါတယ် SR Music School ကနေပြီးတော့မှ page လေးရှိတယ် အဲ့ဒီမှာ messenger ထဲမှာလာပြီးတော့မှစုံစမ်းနိုင်ပါတယ်အာဒီ basic ဒီသင်ကြားပေးတယ် beginner class ဆိုကျွန်တော်တက်ရောက်ဖို့အတွက်ဖိတ်ခေါ်ပါတယ်နောက်ပိုင်းများဆိုလဲကျွန်တော်တို့ဒီ advanced class ပြီးရင် professional class ဆိုပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့မှသင်ကြားပေးဖို့ရှိပါတယ်ဘာဖြစ်ဖြစ်ကျွန်တော်တို့အကောင်းဆုံးဒီသင်လေးကိုဒီကိုဖိုးချိုရဲ့သင်လေးကိုလည်းအမှတ်ရစွာဖြင့်တိခတ်နိုင်ဖို့အတွက်သင်ကြားပေးလိုက်တာဖြစ်ပါတယ်အဲနောက်ဆုံးတစ်ချိန်ကျွန်တော် return လေးပြပြမယ် Absolutely.